ထူးခြားတာလေးတစ်ခုရှိတယ်သူကအာပါလဲဆိုတော့ကျွန်တော်တို့ဒီဖျားကန်းလေးကိုတီးတီးတန်းတန်းလေးရှိတယ်အဲ့ဒါကိုကျွန်တော်ကဒီ slide တော့ဂျပန်ဘက်လေးတက်ပေးလိုက်ဒီမှာဒီနေရာလေးမှာအဲပြီးဒီမှာဖျားစင်ဖျားကန်းလေးရှိမယ်ဒီကနေမှလမ်းရအထက်မှာလမ်းပြတ်သွားမှာဆိုတော့နော်ဒီမှာအဲဒီမှာဒီကနေပြီးတော့ဒီမှာဒါဖျားကန်းလေးနော်တီးတီးတန်းတန်းလေးမှာတရားထိုင်လို့လည်းရမယ်နောက်ပြီးဖျားရှိကိုတဲ့ချိန်ညာဒီ slide တော့လေးပိတ်လိုက်လို့ရှိရင်ဘာမှမကြတော့ဒီမှာလဲခြေလုံးစကားလေးပါတယ်ပြီးဒီမှာဖျားစင်အကြတော့လေဒီ ဒီကပ်ဘိနက်လေးဒီဒီဘလော့ဘုံနဲ့ဟိုမှာဖျားစင်အောင်ကြာဒီထောက်ကျန်တွယ်လေးတွေအားစအဲ့နေရအလော့နေရမဆောင်းအောင်လို့ဆိုဒီမှာရှက်လေးထည့်ပေးလိုက်တဲ့ခါကျတော့ဒီမှာအကုန်လုံးဖျားစင်နဲ့ပတ်သက်တဲ့ accessory ပစ္စည်းပစ္စည်းအတူဟိုပေါ့အကုန်လုံးအကုန်လုံးဒီမှာတင်လို့ရပါတယ်ဖျားစင်လေးနည်းနည်းအဟန့်ကြီးသွားတယ်ပေါ့နော်ဒါကတော့ဒီမှာဆုံးတော့တင်တဲ့နေရာလေးဖြစ်မယ်ဒီမှာအောက်မှာတကားလေးတွေပါမယ်နော်ဒီမှာပါမယ်ဒီမှာဆိုရင်တော့ အဲဖရားစက်ဖရားနဲ့ပတ်သက်တဲ့ဟာလေးတွေအကုန်လုံးဒီမှာတင်လို့ရတယ်။ဖရားပန်းဦးတို့ဘာတို့ဘာတို့ပေါ့နော်။ပြီးသွားရင်ဒါကတော့ထုံးကန်တိုင်းကျွန်တော်တို့ပေးနေကြအဲပကံလက်ဆောင်တွေရတာဒီမှာတင်ပြီးသားတယ်။အင်ရှင်ကတော့ခဏနေမှာပဲခေါ်လိုက်တော့မယ်ဘာလို့ဆိုတော့ကျွန်တော်ဒီဟာလေးကိုလိုက်ပြီးတေချာလေးပြခြင်းလို့ဒါဖရားကန်းလေးအရန်နန်းဆန်တယ်နော်။ဖရားကန်းလေးโอเค